မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမကြီးမားတဲ့မတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ကအာဆီယံအစည်းအဝေးမှာသတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပတဲ့အာဆီယံအရှိတ်အာရှစွမ်းအင်ဝန်ကြီးတွေအစည်းအဝေးမှာဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးကအခုလိုသတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ရှင်ကုန်းတိုင်းတန်လင်းမြို့နယ်က ကြက်ဖက်စစ်တရဲ့တန်လင်းတက်နေမှုဗမှုချုပ်ထုံးလူဆိုတဲ့သူဟာလူမိုက်တွေနဲ့ပြူစောတိတွေကိုကပိုက်ဆောင်တပ်ဖွဲ့အဖြစ်မွေးထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေစစ်မှုထမ်းလူစားထုတ်အယောင်ွယ်လုတာတွေနဲ့တရားမဝင်လုပ်ငန်းတွေစီကစစ်ကြောက်ကောက်ခိုင်းဓာတ်တွေလုတ်နေတယ်လို့တန်လင်းမြို့နယ်စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားသလိုဒေသခံတွေကလည်းပြောထားပါတယ်အကြက်ဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ဟာအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရမှာမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်တရားဝင်ထုတ်ပြောလိုက်မှုကြောင့်စစ်တပ် lobby တွေရဲ့လိမ်လည်ဝါဒဖြန့်မှုတွေအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကတော့အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံမှာကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုအချက်ဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းတက်ခွင့်ရမှာမဟုတ်ဘူးလို့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်ကအတည်ပြုပြောဆိုလိုက်တဲ့အကြောင်းကိုဒီကနေ့အော်တိုဘာလ23ရက်နေ့မှာပဲမလေးရှားသတင်းဌာနတွေကနေအသီးသီးဖော်ပြနေကြပါတယ်။ ကင်းပြင်းနဲ့မြောက်ရီမြို့နယ်ကအချက်ဖက်စစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာ KK ဘက်ကကြားဖြတ်ငွေလိမ်မှုတွေလုတ်ကန်တဲ့နိုင်ငံသားအယောက်600ကျော်ဟာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာပြီးအရေးအတွက်ထပ်မံမြင့်တက်လာနိုင်တယ်လို့ကြားဖြတ်လုတ်တဲ့တရုတ်နိုင်ငံသားတချို့ဟာတောင်ရင်းမြစ်အတွင်းကိုခုံချပြီးတော့ရေကူးထွက်ပြေးကြတာတွေလည်းရှိတယ်လို့နေဆက်တဲ့ရင်းမြစ်တွေနဲ့ထိုင်းတဲ့ရင်းဌာနတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်